မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကယောမဩဝါဒစာခန်းကြီး7အငယ်၄မှ9တင်းသည်ခရစ်တော်၏ကိုခန္ဓာအစိပ်ပိုင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းပါခရိယန်အသက်တာဆိုတာဖျားသခင်နဲ့ကျွန်တော်ဆိုတဲ့တကူရေးဆက်ဆံရေးတသက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာဖျားသခင်နဲ့ကျွန်တော်တို့ဆိုတဲ့အတူတကွစုပေါင်းခြင်းအသက်တာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲသင်ဟာတယောက်တည်းအထီးကျန်နေတဲ့ ကျွန်းတကျွန်းမဟုတ်ပါဘူး။တင်ဟာကြီးမားခမ်းနားတဲ့အစီအစဉ်ကြီးတစ်ခုမိသားစုကြီးတစ်ခုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအတိကအချက်၃ချက်ခွဲပြီးတော့ဖော်ပြသွားပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့တဦးချင်းစီဟာမိမှန်တော်ငယ်လေးတွေဖြစ်တယ်လို့ယုံကြည်သူအားလုံးပေါင်းလိုက်တဲ့အခါမှာတော့ကဘာပေါ်မှာရှိသမျှယုံကြည်သူအားလုံးပါဝင်တဲ့ ပိုမိုကြီးမားတဲ့ဗိမာန်တော်ကြီးဖြစ်တယ်လို့ကျမ်းစာကဆိုပါတယ်။အဖက်ဩဝါဒစာခန်းကြီးနှင့်အငယ်27ကနေ22မှာဗာပြောထားသလဲထိုသခင်၌တိုက်တခုလုံးသည်အချင်းချင်းဆက်ဆက်၍သခင်ဖျား၌တန်ရှင်သောဗိမာန်တော်ဖြစ်ပွားရ၏ဆိုလိုတာကတင်းနဲ့ကျွန်တော်ဟာအဆောက်အုံတစ်ခုထဲမှာရှိနေတဲ့အုတ်ခဲလေးတွေကြောက်တုံးလေးတွေ ဖြစ်ပြီးအားလုံးကိုဆက်ဆက်တီဆောက်လိုက်တဲ့အခါဖျားသခင်ကျင်းဝတ်ရဗိမာန်တော်ကြီးဖြစ်လာပါဒါကြောင့်သင်ဟာတခြားယုံကြည်သူတွေနဲ့ဝိညာဉ်ရေးရာအရအလွန်နှက်ဆိုင်စွာဆက်ဆက်နေပါတယ်။သင်ဟာတကိုယ်တည်းတီချာရက်တီလို့မရပါဘူး။အုတ်ခဲတစ်လုံးကသူ့ဘာသာ သူ့မြေကြီးပေါ်မှာပစ်ထားရင်ဘာအတိတ်ပဲမှမရှိသလိုအဆောက်အုံရဲ့နံရံတစ်ခုမှပါဝင်နေမှသာလျှင်သူ့ရဲ့တန်ဖိုးနဲ့ခိုင်ခန့်မှုကရှိတာဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ တမာကျန်းစာကကျွန်တော်တို့ရဲ့ဆက်နွယ်မှုကိုပိုပြီးရှင်းလင်းအောင်ခန္ဓာကိုယ်နဲ့နှိုင်းရှင်ပြထားပါတယ်။သခင်ယေရှုခရစ်တော်ကဥကောင်းဖြစ်ပြီးကျွန်တော်တို့အားလုံးကခန္ဓာကိုယ်အစိတ်ပိုင်းများဖြစ်ပါတယ်။ယောမဩဝါဒစာခန်းကြီး၁၂မှာ ရှင်ပေါလုက လူခန္ဓာကိုယ်ကိုဥမာပေးပြီးရှင်းပြပါတယ်။လူတစ်ယောက်မှာလက်ခြေမျက်စိနားစသဖြင့်အစိတ်ပိုင်းအများကြီးရှိပေမဲ့အားလုံးပေါင်းမှ ခန္ဓာကိုယ်တစ်ခုဆိုတာဖြစ်လာတယ်။ ဒီနေရာမှာအရေးကြီးတဲ့မေကွန်းတစ်ခု မေးချင်ပါတယ်ငါဘဝကအရေးမပါပါဘူးငါမှာဘာစွမ်းဆောင်ရည်မှမရှိပါဘူးလို့တွေးမိဘူးပါဒလားကောရင်သူအောင်ဝါရစာပထမစာဆောင်ခန်းကြီး7နှစ်အငယ်15ကနေ16မှာရှင်ပေါလုကဥမာတစ်ခု ပေးထားတယ်ခြေတော့ကပြောတယ်ငါဟာလက်မဟုတ်တဲ့အတွက်ခန္ဓာကိုယ်နဲ့မဆိုင်ဘူးလို့ ပြောရင်အဲ့ဒီလိုပြောရုံနဲ့သူဟာခန္ဓာကိုယ်အစိတ်ပိုင်းမဟုတ်တော့ဘူးလားနရွက်ကပြောတယ်ငါဟာမျက်စိမဟုတ်တဲ့အတွက်ခန္ဓာကိုယ်နဲ့မဆိုင်ဘူးလို့ပြောရင်ရောရမလားမရပါဘူးတကယ်လို့ခန္ဓာကိုယ်တစ်ခုလုံးသာမျက်စိဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်အတန်ကြားနိုင်မလဲခန္ဓာကိုယ်တစ်ခုလုံးသာနားဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်အနံ့ရနိုင်မှာလဲ ဖယားသခင်ကအင်းငါအစိတ်အပိုင်းအသီးသီးကို သူအလိုရှိသည့်အတိုင်းခန္ဓာကိုယ်ပေါ်မှာနေရာချထားပြီးဖြစ်ပါတယ်။ဒါကြောင့်သင်မှာပေးထားတဲ့စုကျေးဇူးကတခြားလူနဲ့မတူနိုင်ပါဘူး။တချို့ကဟောပြောခြင်း၊တချို့ကပြုစုခြင်း၊တချို့ကတုံသင်ခြင်း၊တချို့ကပေးကမ်းစွန့်ကြဲခြင်း၊တချို့ကအုပ်ချုပ်ခြင်း၊တချို့ကတနာဆုံမဲ့ခြင်းစသဖြင့်အမျိုးမျိုးရှိပါတယ်။ သင်ဘသူပဲဖြစ်ဖြစ်သင်မှာဘလို့အစွမ်းစားပဲရှိရှိသင်ဟာခရစ်တော်ရဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ် လိုအပ်တဲ့သူဖြစ်ပါတယ်တတိယအချက်အနေနဲ့ကျွန်တော်တို့ဟာခန္ဓာကိုယ်တစ်ခုတည်းဖြစ်တယ်ဆိုရင်ဘလို့နေထိုင်ရမလဲစီလုံးချင်းတဟဇာတဖြစ်ချင်းနဲ့ချစ်ချင်းရှိရပါယောမဩဝါဒစာခန်းကြီး7အငယ်9မှာပြောထားတဲ့စကားလုံးက အရန်ထိမိပါတယ်အသီးသီးတို့ဒီအချင်းချင်းအင်္ကာချင်းဖြစ်ကြ၏တင်းရဲ့လက်ချောင်းလေးထိခိုက်သွားရင်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်နေမှလားယုံကြည်သူချင်းတယောက်နဲ့တယောက်ဂယုဆိုင်ဖို့ချစ်ဖို့ဘုရားသခင်အလိုရှိပါတယ်တင်းတို့ဒီအချင်းချင်းချစ်ကြလေလူအပေါင်းတို့ဒီငါဤတပည့်ဖြစ်ဒီကို ထိုမြတ်တာအဖြစ်သိရကြလိမ့်မည်ချင်းချင်းစည်းဝေးချင်းအမှုကိုမရှောင်မလွဲကြနဲ့စိတ်နှိမ်ချခြင်းရှိကြလော ကို့အမှုရာကိုသာ မရှုမမှတ်ပဲ သူတစ်ပါးဤအမှုအရာကိုလည်းရှုမှတ်ကြလောခန္ဓာကိုယ်တစ်ခုမှာညာလက်ကဘယ်လက်ကိုမနာလိုမဖြစ်ပါဘူးခြေထောက်ကခေါင်းကိုမတိုက်ခိုက်ပါဘူးအားလုံးကတယောက်ကိုတယောက်ကူညီကြပါဒါကဘုရားသခင်အလိုရှိတဲ့ခရိယံအသက်တာပါပဲကျွန်တော်ပြန်ချုံရရင်ဘုရားသခင်ကကျွန်တော်တို့ကိုတကိုယ်တော်တမားဖြစ်မခေါ်ထားပါဘူးကျွန်တော်တို့ကိုတန်ဆုံတီးဝိုင်းကြီးရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ခေါ်ထားပါတယ် တင်ဟာဘုရားသခင်ရဲ့ပိမှန်တော်ကြီးရဲ့အစိပ်ပိုင်းဖြစ်တယ်။တင်ဟာခရစ်တော်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းဖြစ်တယ်။တင့်မှာထူးခြားတဲ့တာဝန်ရှိတယ်။တင်မပါဘဲခန္ဓာကိုယ်မပြည့်စုံဘူး။တင်ဟာတခြားယုံကြည်သူနဲ့ဆက်ဆက်နေတဲ့အတွက်သူတို့ကိုချစ်ဖို့တီးခံဖို့စီးလုံးဖို့တာဝန်ရှိတယ်။တခြားယုံကြည်သူတွေကိုကြည့်တဲ့အခါသူတို့ကငါနဲ့မတူဘူး။ငါနဲ့အသင်းတော်မတူဘူး။ လူမျိုးမတူဘူးလို့မမြင်ပဲသူတို့ဟာငါနဲ့တကိုကြီးဖြစ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေပါလားဆိုတဲ့အမြင်နဲ့ကြည်ပါဒီနေ့နှုတ်ကပတ်တော်ကိုတုတ်ပြန်တဲ့အနေဖြင့်အုတ်စု၃စုကိုဖိတ်ခေါ်ခြင်းပါတယ်ပထမအုတ်စုအနေနဲ့ကျွန်တော်ကျမကတော့ဖရာသခင်ရဲ့အစီအစဉ်ထဲမှာအရာမဝင်ပါဘူးအသင်းတော်ထဲမှာလည်းနေရာမရှိပါဘူးလို့အားငယ်နေတဲ့သူတွေရှိလားဒီနေ့ဖရာသခင်ကပြောနေပါတယ် ခန္ဓာကိုယ်မှာမင်းနေရာရှိတယ်။မင်းဟာငါ့အတွက်အရေးကြီးတယ်။ဒီအမှန်တရားကိုလက်ခံပြီးသင်ရဲ့အားငယ်စိတ်ကိုဖယ်ရှားလိုက်ပါ။ဒုတိယအုပ်စုအနေနဲ့တခြားယုံကြည်သူတွေနဲ့မသိမြတ်တဲ့သူတွေခန္ဓာကိုယ်ချင်းတိုက်ခိုက်နေမိတဲ့သူတွေရှိတာမာနကြောင့်တခြားသူကို အထင်သေးမိတာတွေရှိတာဒီနေ့ကိုရောရဲ့ရှေ့မှာဝင်ချတောင်းပန်ပြီးငြိမ်းချမ်းခြင်းဆိုတဲ့စိတ်နဲ့တယောက်ကိုတယောက် ဆောက်ရှောက်ဖို့ဆုံးဖြတ်ချက်ချကြရအောင်နောက်ဆုံးအနေနဲ့ဒီခန္ဓာကိုယ်ကြီးတဲ့ကိုမဝင်ရသေးတဲ့သူသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ဥကောင်းအဖြစ်မလက်ခံရသေးတဲ့မိတ်ဆွေတွေရှိရင်ဒီနေ့ဖိတ်ခေါ်ပါတယ်သခင်ယေရှုကိုသင်လက်ခံလိုက်တာနဲ့သင်ဟာကဘာအရရမှာရှိတဲ့ဖခင်သခင်ရဲ့မိသားစုကြီးထဲမှာအဖွဲ့ဝင်ဖြစ်ခွင့်ရပါလိမ့်မယ်ဖခင်သခင်ကောင်းချီးပေးပါစေ